င်တို့ဆက်လက်ပြီးတော့ကြာသာရေးသားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်။အဲ့တော့နှစ်ရက်နိုဝင်ဘာလ2025ဒနင်္ဂနွေနေ့ကနေ၈ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့ဒီကလာတော့တွင်းမှာကြာသာရေးသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်။ကဲကြာသာရေးသားသမီးမိတ်ဆွေများအတွက်ပါ။ကဲဒီတော့မှာတော့ကိုကညှိနှိုင်းဆွေးနွေးပြီးတော့လောက်ရမယ့်အလုပ်တွေဟလာအကျိုးတူပူပေါင်းဆောင်ရွက်ပြီးတော့လောက်ရမယ့်အလုပ်မျိုးတွေစက်တူအလုပ်တွေအကျိုးပေးတယ် အောင်မြင်မယ်အဲ့တော့ကိုယ့်ရဲ့တအားနဲ့ကိုယ့်တဉာဏ်နဲ့မဟုတ်ဘဲနဲ့တခြားသူတွေနဲ့ညှိနှိုင်းဆောင်ရွက်ပြီးတော့လုပ်မယ်ဆိုရင်ကိုလုပ်တဲ့အလုပ်တွေကအကျိုးပေးအရာထင်မဲ့အဲတဲမှာပါတယ်ပေါ့နော်အဲနောက်တစ်ခုကပါလေအလုပ်ကံစီဝိုင်းနဲ့ပတ်သက်ကိုကြံစည်မျှော်လင့်ထားတဲ့အရာတွေကဖြစ်မယ်ရှင်းမှပြောသလိုပါပဲကိုဓာတ်တွေနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့သူတွေနဲ့တိုင်ပင်ပြီးတော့လုပ်မယ်ဆိုကိုတော့ပို့ပြီးတော့အကျိုးထူးနိုင်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဟလာအလုပ်ကံစီဝိုင်းနဲ့ပတ်သက်အောင်မြင်မှုအလားအလာခွင့်လန်းကောင်းတွေကဒီတစ်ပတ်မှာရှိနေတယ်ငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်ရင်တော့ သူတပားကိုထောက်ပံ့တာငွေကြေးအကူအညီတွေရတာငွေကြေးနဲ့ပတ်သက်စိတ်ချမ်းသာတာကိုလှုပ်ထားတဲ့ငွေကြေးအကြံစီတွေဟဲ့လားငွေကြေးနဲ့ပတ်သက်လို့ကိုကြိုးပမ်းထားတဲ့အရာတွေကအခုချိန်မှာအောင်မြင်မှုရတာမျိုးတွေကြုံရမှာဖြစ်ပါတယ်အခြေအနေအင်တော်အင်မြတ်တာကြီးနဲ့ပတ်သက်လာရင်လည်းဒီတပားမှာစိတ်ချမ်းသာတာမျိုးတွေကြုံရမယ်အခြေအနေအင်တော်အင်နဲ့ပတ်သက်လို့စိတ်ညစ်နေရတဲ့မိတ်ဆွေတွေအခြေအနေအင်တော်အင်မှာမပျော်ပိုက်တဲ့အစ်မပြေတဲ့မိတ်ဆွေတွေဒီတပတ်မှာဟဲ့လားပြန်လဲပြီးတော့ကြိုးစားကြံစီခြင်းဖြင့်အခြေအနေအင်တော်အင်မြတ်တာကြီးနဲ့ပတ်သက်ရင်ပြန်ပြီးတော့အဆင်ပြေလာမယ်စိတ်ချမ်းသာမှာဖြစ်ပါတယ် ပညာဆိုင်အင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အတိုက်ခိုက်သဘောတွေစောင့်နေအစ်မပြေနိုင်ဘူးဒီတစ်ပတ်မှာမလုပ်တာခိတ္တတီးခံပြီးရှောင်လိုက်တာပူကောင်းတယ်အဲ့တော့အရေးကြီးတဲ့စကားခရီးကိစ္စတွေလုပ်မယ်ဆိုရင်အောင်မြင်မယ်အရေးကြီးတဲ့စကားတွေတွားပြီးပြောဖို့ဆိုဖို့ဟလာခရီးထွက်ဖို့ဆိုလို့ရှိရင်ကိုယ့်ဘက်ကစူးစမ်းရရင်စူးစမ်းနိုင်တယ်လို့အရာတင်မယ်အောင်မြင်မှာဖြစ်ပါတယ်ကျမကြီးပူစရာမလိုဘူးကျမကြီးကောင်းမွန်တဲ့အခြေအနေမှာရှိပါတယ် တော့ပုံမှန်တက်အလားလာကျမကြီးအခွင့်အလမ်းကောင်းတွေရှိတယ်ကျမကြီးခြူကြနေတယ်ကျမကြီးအတွက်စိတ်ညစ်နေရတဲ့မိတ်ဆွေတွေဆိုရင်လည်းဒီတစ်ပတ်မှာကုညီအထောက်ပံ့နေတဲ့ကျမကြီးကပုံမှုပြီးတော့တာမန်ထက်ကောင်းလာမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေရရလုတ်ဖို့တော့လိုအပ်တယ်ဘာဖြစ်လို့လဲကန်တရား50 50သူကအစိုးကောင်း90ရဒွန်တွဲမျှတနေတာဖြစ်တယ်လိုအပ်မယ့်ရေရရလုတ်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုရင်စင်းရဲ number တဲ့သူတွေကိုဟလာငွေ900ထောက်ပံ့လှူဒန်းတာ တောက်တော်ကြီးခုနှစ်ခွအိမ်မရမှလှူဒန်းတာဒီလိုအမျိုးတွေကျွန်တော်လောရမှာဖြစ်ပါတယ်အဲ့တော့တက်ကြီးရဲ့တက်ကြီးရွယ်ဦးတွေကိုဟာလာဂျိုင်းတော့တို့သို့မဟုတ်ညောင်ထောက်တာတို့ဒီလိုဟာမျိုးတွေလှူဒန်းရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီတစ်ပတ်အတွက်ကန်ကောင်းနိုင်မှာဖြစ်တယ်အဲ့တော့ဒီတစ်ပတ်မှာကျွန်တော်တို့ကန်ကောင်းလက်ရှင်အကျိုးပေးကဏ္ဍဒီခုနှစ်ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အကြောင်းကအနက်အကြောင်းဖြစ်ပါတယ်ကြာသာပရိသတ်သမီးမိတ်ဆွေများအတွက်ပါ